ားပြီးနားမလဲလို့ပြီးတော့ကောင်မလေးကိုပြစ်ထားခဲ့လို့လိုင်းပေါ်မှာနာမည်ကြီးနေတဲ့ပိုင်တကွရဲ့ညီရှင်ဖုံပြိ ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ရှင်ဖုန်းပြေကတော့သူ့ရဲ့ရေချင်းစွမ်းစားကိုလူတကာသိအောင်ပြမင်းဆိုပြီးတော့အတန်ကောင်းဖြစ်ပြီးအိမ်ပေါ်ကဆင်းခဲ့ပေမယ့်အခုချိန်မှာတော့ဇရိုက်ဆိုးကြောင့်နမေပြတ်နေရပြီလေဖြစ်ပါရစေ။ကိုချီတော်ဘောဘောမှာကိုရက်ပြီးဆိုပြီးတော့ကြွေးကြော်ခဲ့ပေမယ့်တကယ်တမ်းကတော့တပြားမှမရှိလို့ကောင်မလေးစီကချူစားနေရတဲ့အခြေအနေကိုရောက်ခဲ့ရတာပါ။ရှင်ဖုန်းပြေကတော့လက်ရှိမှာကောင်မလေးကိစ္စနဲ့နမေပြတ်နေရလေဖြစ်ပါရစေ။ အကောဖြစ်သူဟာတယောက်ဆိုတယောက်စစ်တဲ့သူတယောက်ဖြစ်ပေမဲ့ရှင်မောပြီးကတော့ငွေကိုလည်းခြုံစားခဲ့တယ်လို့စားပြီးနားမလဲလို့ပြီးတော့တစ္ဆာဖောက်ခဲ့တာကြောင့်ကာမာလေးနဲ့ပြဿနာဖြစ်ခဲ့ရလေဖြစ်ပါရင်ရှင်ဖုံးပြင်းနဲ့ချစ်သူခင်မင်းခါတို့ဟာတွင်းနေတဲ့အချိန်မှာဘသူကမှမသိပင်ပင်ပြတ်တဲ့အချိန်မှာတော့ဟိုလီတိစကြောပါပြီ။သူတို့နှစ်ယောက်တူတူရိုက်ထားတဲ့ပုံလေးကလိုင်းပေါ်မှာပြတ်နေပြီးတော့ပရိသတ်တွေကတော့လိုက်ဖက်တယ်ဆိုပြီးသဘောတူခဲ့ကြတာလေးဖြစ်ပါရီ ပရိသတ်တွေကတော့ကြောင်းမသိပဲနဲ့သဘောတွေစွတ်တူနေပေမယ့်သူတို့နှစ်ယောက်ကတော့စားပြီးနားမလည်ဆက်လက်နေပြဿနာတွေတက်နေကြတာလေးဖြစ်ပါတယ်။တပုံတွေပြတ်ပြီးတော့တိတ်မကြခင်မှာပဲရှင်ဖုံးပြည့်ရဲ့မကောင်းတဲ့ဇာလန်တွေကအကုန်ပေါ်လာခဲ့တာပါ။ရှင်ဖုံးပြည့်ကကိုဖြစ်သူကိုကြော်ဖို့သူ့ရဲ့ဆွမ်းစာကိုပြဖို့ဆိုပြီးတော့အိမ်ပေါ်ကဆင်းခဲ့ပေမယ့်နေစရာစားစရာမရှိလို့ကောင်မလင်းငွေတွေနဲ့ကက်နေကက်စားခဲ့တာတနည်းရှိခဲ့ပါပြီ။ရှင်မောပြည့်ကတော့သူ့ရဲ့တလွဲမာနာကြောင့်အမှုပညာလုပ်တွေနဲ့ကင်းဝေးခဲ့ရတာလေးဖြစ်ပါတယ်။ သူရဲ့စိတ်ထဲမှာတော့သူခုလိုနေရတာကအကိုဖြစ်သူကြောင့်ဆိုတာမျိုးပြောဆိုတာကိုလက်မခံနိုင်ဖြစ်ခဲ့တာပါသူတော်တော်အများကအမှုပညာလမ်းကြောင်းပေါ်ရောက်တာပိုင်တခုရဲ့ညီမအောင်မြင်နေတယ်စကောင်းတွေရိုက်နေတယ်ဆိုတဲ့ပြောတွေကြောင့်အခုဆိုရင်အိမ်ကားနေတောင်မှခွဲချက်ပြီးကိုချစ်တော်ဘော်ကိုရက်မယ်ဆိုပြီးတော့ကြွကြော်ခဲ့တာပါနိုင်ငံကျော်မင်းသားဖြစ်အောင်လုပ်မယ်ဆိုပြီးတော့အိမ်ဘော်ကဆင်းလာကြတဲ့ကကောင်မလေးစီမှာခိုကက်နေတာတိတ်မကြခင်ရှက်ပိုင်းထိပါပြီ ပဝင်းကျင်မှာတော့ကာမလေးနဲ့အတူတူလေးများပုံစံနေထိုင်ခဲ့သလိုကာမလေးကိုလည်းမျောရင်းချက်တွေပေးခဲ့ပေမယ့်အခုချိန်မှာတော့စားပြီးနားမနေလောက်ခဲ့ပြီလည်းဖြစ်ပါရည်။တယောက်နဲ့တယောက်အီဘီလာ73ရက်နေ့ထိချစ်ချစ်ခင်ခင်နဲ့ဘာပြဿနာမှမရှိခဲ့ကြပါဘူး။လွန်ခဲ့တဲ့ရက်ပိုင်းကအတူတူနေကြပေမယ့်အခုချိန်မှာတော့ရှင်ပေါ်ပြားကာမလေးတဲ့နဲ့တာရနေပြီလည်းဖြစ်ပါရည်။ပြက်စရာအကြောင်းလည်းမရှိသလိုပြက်မယ်ဆိုပြီးတော့လည်းမပြောဘဲနဲ့ခွေးဆက်ခင်တာမလို့ချစ်သူခင်မင်းခါကတော့လိုင်းမော်တက်ပြီးပောက်ကွဲနေပြီလည်းဖြစ်ပါရည်။လက်မထက်ခင်တူတူနေမိတာနှစ်ယောက်လုံးမှဖြစ်ပေမယ့်အကြောင်းမရှိသလိုအပြစ်မရှိတဲ့သူပေါ် အခုလောလောတာကိုဒေါသထွက်ခဲ့တာပါခမင်းခါကတော့သူ့ဘော်မကောင်းတဲ့သူကိုပြန်မတန်းတာတော့တလို့ပြန်မလို့ခြင်းပဲမိရှင်မုံကြီးကအတော့မကြလို့ပိုင်းလုံးကောင်ဆိုတာကိုလူတကာသိအောင်ထုတ်ပြောခဲ့တယ်လို့သူပစံပေးဖို့တောင်းလာပြီလေဖြစ်ပါရင်ရှင်မုံကြီးကအဆအဆအရာသူပစံကိုမိခိုစားလာတယ်လို့ဝိတောက်တာတောင်မှသူပစံနဲ့တောက်ခဲ့တာမလို့တုံးထားတာတွေကိုပြန်ပေးဖို့လမ်းပေါ်တက်ပြီးတော့တောင်းဆိုခဲ့တာလေဖြစ်ပါရင်အဆအဆအရာလေကောင်မလေးကိုမိခိုခဲ့တယ်လို့နောက်တစ်ယောက်ပါထတ်ထားတာကတော့မဖြစ်တင်ပါအောင်နော်ရှင်စားတိုင်းညားမယ်ဆိုတာမရှိပေမဲ့ချစ်နေချင်းတွဲနေချင်းမှာတော့အတက် ုင်သောတစ္ဆာစောင့်တီးဖို့ကအဓိကပါပဲနော်။လက်ရှိမှာတော့ရှင်ဘုန်းဖြစ်ဟာကိုဖြစ်သူရဲ့ခြေအားနေပြီးကဘာကျော်ခြင်းနေပြီပြိဋ္ဌတ်တွေမြန်မာသုံးစားများတဲ့သူတယောက်ကိုချင်းစာတရားမရှိတဲ့သူဆိုပြီးတော့ပြိဋ္ဌတ်ဝေဖန်တာကိုခံရပြီလေဖြစ်ပါတယ်။ဟုတ်ကဲ့ပါခုလိုစိတ်ဝင်စားပွဲသတင်းကြောင်းရများပြီးနောက်ထပ်လေအနုပညာရှင်ရဲ့စိတ်ဝင်စားစရာကောင်းတဲ့သတင်းကြောင်းရများကိုချိန်နဲ့တပြေးညီတင်ဆက်ပေးဦးမှာဖြစ်လို့အားပေးကြပါအောင်ရှင်။